ကျွန်တော်အဓိကဒီကောင်းမှာဒီပိုးဆောင်ကျူးလေးတွေနဲ့ရှင်ပြီးတော့ဘာကိုပြောချင်လဲဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကအချမ်းဖတ်စစ်တပ်ရဲ့ဗိုလ်ကြားအနိုင်ကျင့်ပြီးတော့အခုစနစ်တကျနဲ့ဖျက်ဆီးမှုတွေကြောင့်အခုဆိုရင်ဒီလေးနှစ်ကျော်ကာလဖြစ်လာပြီဒီနေဦးတော်လိုင်းကြီးစားခဲ့တဲ့အချိန်ကာလပိုင်းခြားအရာဆိုလို့ရှိရင်၅နှစ်နီးပါးလောက်ရှိလာတဲ့အချိန်မှာဒါအဖက်ဖက်ကနေဟိုကဏ္ဍအသီးသီးပေါ့နော် ်စီးပွားရေးလူမှုရေးပညာရေး ကျန်းမာရေးအကုန်ပေါ့နော်ဒါအရာရာကို ပြန်ပြီးတော့ခေနောက်ပြန်ဆွဲတဲ့ဒီအာနာရှင်တစုရဲ့သင်ယိုးညွန်းတောင်းပြန်ပြီးတော့သွသွင်းမှုစူးစားလာတွေ့ရတယ်နော်ဒီလိုမျိုးနိုင်ငံတကာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသွားအောင်နှောင့်ကောက်ကြောက်သွားအောင် ဆုတ်ယုတ်သွားအောင် ချွတ်ချုံကြသွားအောင်ဒါအစင်လာပဲနော်ပေါ့နော်ဒါကျွန်တော်တို့အရင် စေအစိုးရလက်ထက်တွေမှာလည်းအများကြီးတွေ့ရတယ်ဆိုတော့ဒီလိုမျိုးအရာရာချွတ်ချုံကြပြီးအစိုးရလာ လိုက်တာဆိုတာကျွန်တော်တို့မျိုးဆက်တစ်တွေအနာကကအပေါင်းအတိဖုံးပြီးတော့ဗောနော်ဒါလုံးဝမျောလင်းချက်ကင်းမဲ့ကလေးမျိုးဟိုအားလုံးကဘာဆက်လို့အောင်လဲမသိဒီလမ်းပြောင်းနေကြတဲ့မျိုးတွေဖြစ်လာတာဆိုတာဒါအင်မတန်မှရင်းလေးစရာကောင်းတယ်ဗောနော်ဒါနိုင်ငံတကာနဲ့ ရှင်ပြီးဥမာဒေတာတွင်မှာဆိုလို့ရှိရင်လဲထိုင်းနိုင်ငံလူမျိုးမလေးရှားလူမျိုးစင်ကာပူလူမျိုးနဲ့ရှင်ပြီးတော့ပြောလို့ရှိရင်ဒါအရန်ရင်လေးဖို့ကောင်းတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်မေကုန်းလေးတွေရှိလာခဲ့မယ်ဆိုလို့ရှိရင်တော့အကျေတဝင့်ပြန်ပြီးဆွေးနွေးကြည့်မယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဖြတ်တန်းနေတဲ့ passive tolerance ရေးဒီအနာရှင်စနစ်ကို တိုက်ဖြတ်ရေးမှာဟိုကျွန်တော်တို့ဒါဒါကြီးကိုကြုံလုံသွားပြီဆိုလို့ရှိရင်ဒါ tolerance ရေးအလွန်ကာလတစ်ခုဖြတ်တန်းပြီပေါ့နော် tolerance ရေးလုံး ဖြစ်လာတဲ့အချိန်ကြလို့ရှိရင်ဒါအများကြီးရှိသေးတယ်ပေါ့နော်တော်လိုင်းပြီးဆုံးသွားရင်တော့မှဒါအတွင်ကူပြောင်းရင်းကာလပိုင်းခြားတွေကျွန်တော်တို့ကျွန်တော်တို့ဖြတ်တန်းအောင်မယ်ဒီဖြစ်လာမဲ့ Federal မြန်မာနိုင်ငံတစ်ရဲ့အနာဂတ်ပေါ့နော်တရားပေါက်ဂျင်းတွေရောက်လာမယ်လို့လည်းကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံတစ်ရဲ့အနာဂတ်ပေါ့နော်ဒီအနာဂတ်မှာဒီလူမှုစီးပွားရေးဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရမယ်ပေါ့နော်ဒီနိုင်ငံအစ်စ်ကိုပြန်လည်ထူထောင်ရမယ်ခန္ဓာမှာအရေးကြီးတယ်အခေယအကြဆုံးလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ခြေရာဆုံးသောတော်လန်မိသားစုတွေကညီငယ်ညီမငယ်တွေပြီးတော့သားသမီးရင်သွေးငယ်တွေပေါ့နော်နောက်ပြီးဒီစစ်တပ်အုပ်စုကြောင့်မြန်မာနိုင်ငံမှာနေထိုင်လို့မရတော့လောက်အောင်ဥမာဆိုလို့ရှိရင်အခုဆိုဒါအတင်းအတမစစ်သားစုဆောင်ရေးလုပ်တဲ့ဥပဒေတွေတရားမဝင်ဥပဒေတွေထုတ်ပြီးတော့ ဖိနှိပ်လာတဲ့အခါမှာဒါတိုင်းတစ်ပါးကိုမဖြစ်မနေရှောင်တိန်ကူးပြောင်းရတဲ့ကျွန်တော်တို့ပညာတတ်လူငယ်တွေခြံစီတွေဒါတွေကကျွန်တော်တို့ရဲ့မျောလင်းချက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမျောလင်းချက်တွေအဖြစ်နဲ့ပိုးဆုံးကျူးလေးတွေနဲ့အလားတူပေါ့နော်ကျွန်တော်တို့တင်စားပြီးတော့ဒီကျွန်တော်တို့ဖြတ်တန်းနေတဲ့အမှောင်မိုက်ဆုံးကာလပေါ့နော်ဒါတကောင်တဲ့ညာမနှက်တော်ဘူးဆိုတော့အခြေအနေပေါ့နော်ဒီကာလတွေကြီးကိုဖြတ်တန်းနေခဲ့ရရင်တောင်မှကျွန်တော်တို့အခုနိုင်ငံတကာမှာကမ္ဘာအရေးအယံမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်မီနည်းပညာတွေပညာရပ်တွေနဲ့ကျွန်တော်တို့ကဒါဉာဏ်ပညာအလင်းပွင့်စေဖို့ပေါ့နော်ဒီလိုမျိုးလူငယ်တွေမြန်မာနိုင်ငံသားတွေအတွက်ပေါ့နော်တော်လည်းအလွန်ကာလမှာဦးဆောင်ကြမဲ့အနာဂတ်မျိုးဆက်တွေကိုအလင်းပွင့်စေဖို့ဆိုပြီးတော့ဒီ SIF ဆိုတာကဒီ Spring Institute of FinTech ပေါ့လေဒီပိုးဆောင်ကျူးတွေနားခုပြန်တန်းရနေရာလေးတစ်ခုဖြစ်နေဖန်တီးဖို့တရှိလာဖို့ကျွန်တော်တို့စူးစမ်းနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဇူလိုင် ကျေးဇူးအများကြီးတင်ပါတယ်။ချက်စိုးတင်ပါတယ်အကိုချက်။ဒါဆိုရင် SIF က New Myanmar အတွက်အရင်အတိတ်ပင်ရှိရယ်နော်။ဒါကြောင့် SIS ဆိုတာအမှောင်မိုက်ဆုံးအချိန်မှာလူတွေအတွက်ပညာရေးအလင်းရောင်ပေးတဲ့နေရာတစ်ခုလိုပါပဲ။ဒါကိုလည်းအားလုံးနားလည်နိုင်မယ်လို့မျှော်လင့်ပါရစေ။